မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရပြာထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါရစေ။ဒီမိနစ်မှာခြေဆုရောအဖြစ်ကျွန်တော်နဲ့ဒုနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဓမ္မနုတ်ထုခန်းကြီး30အပိုက်ငယ်59ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ထိုအခါပေတရုကငါတို့ကဲ့သို့တန်ရှင်သောဝိညာဉ်တော်ကို ခံရသောဤသူတို့ကိုဗတ္တိဇံမပေးစေခြင်းငါ အဘယ်သူသည်ရေကို မြစ်တာနိုင်သနည်းဟု ဆိုလေဒီနေရာမှာပေတရုနဲ့ကောနီလီတို့မိသားစုနဲ့တွေ့ဆုံပြီးတော့မှဘုရားသခင်ရဲ့အကြံစီတော်အတိုင်းဆုတောင်းနေကြတဲ့ကောနီလီတို့မိသားစုကို ပေတရုထံကနေဧဝံဂေလိသတင်းစကားကိုကြားစေပါတယ်ဧဝံဂေလိသတင်းစကားကိုဟောပြောနေစမှာပဲကောနီလီတို့မိသားစု အပေါ်မှာတန်ရှင်သောဝိညာဉ်တော်တက်ရောက်ပြီးတော့မှ အမျိုးမျိုးသောပါတာစကားတွေ ပြောကြတယ်ဆိုပြီးတော့မှတမချန်းစာအပြင် တွေ့ရပါတယ်။တရှင်သောဝိညာဉ်တော်ကသူတို့ပေါ်မှာတက်ရောက်တဲ့အကြောင်းကိုပေတရုမြင်တဲ့အခါမှာအံ့ဩပြီးတော့မှငါတို့လိုပဲသူတို့လည်းတရှင်သောဝိညာဉ်တော်ကိုခံရပြီ။ဒါကြောင့်မလို့သူတို့ကိုဗတ္တိဇံပေးဖို့ရန်အတွက်ဘသူကတားနိုင်ပါမလဲဆိုပြီးတော့မှသူတို့ကို ရေမာဗတ္တိဇံပေးတယ်လို့ကျမ်းစာအပြင် တွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်စဉ်းစားမိတာလေးရှိပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်စဉ်းစားမိတာကကောနေလူတို့မိသားစုဟာပေဒရုစီကနေအေဝံဂေလိသတင်းစကားကိုကြားတာနဲ့ယုံကြည်ခြင်းဖြစ်ပေါ်တယ်ဆိုတာကတကယ်ကိုကျွန်တော်တွေ့အံ့ဩစရာဖြစ်ပါတယ်။တချို့လူတွေကဘဏ္ဍာကြားကြားအခါတရကြလဲဘာမှစိတ်ထဲမှာဖြစ်မနေတာတွေရှိပါတယ်။တချို့မယုံကြည်သူတွေအေဝံဂေလိသတင်းစကားအကျဉ်းချင်းခါခါကြားတယ်။ခဏခဏလဲနှုတ်ကပတ်တရားတွေကိုသင်ယူခံယူတယ်။ဖះချောင်းလဲခဏခဏတက်တယ်။ ို့တော်လည်းပဲဘာမှထူးခြားမှုမရှိတဲ့သူထက်စာရင် ကောနေလီတို့ကတော့တခါကြာယုံနဲ့တခါပြောင်းလဲတယ်ဆိုတော့တော်တော်လေးကိုအံ့ဩစရာ ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်လည်းဆုတောင်းမိပါတယ်။နှုတ်ကပတ်တော်ကိုကြားပြီးချက်ချင်းပြောင်းလဲမဲ့သူတွေစီကိုပို့ဆောင်ပေးပါလို့ဒီလိုပဲဆန္ဒရှိပါတယ်။ခဏခဏပြောပြီးအေးထူပြီးတော့မပြောင်းလဲတာတဲ့စာရင်ဟောရလဲတက်သားပင်ပန်းရာကျိုးလဲနတ်တခါတည်း ျောတခါတည်းပြောင်းလဲတဲ့သူတွေနဲ့သာတွေ့ရင်အလွန်ဝမ်းမြောက်စရာ ကောင်းပါလိမ့်မယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တရှင်သောဝိညာဉ်တော်သူတို့ပေါ်မှာတက်ရောက်ပြီးသူတို့ကိုယ်တိုင်ကလည်းပြောင်းလဲခြင်းသက်သေထင်ရှားတယ်ဆိုတာတွေ့ရပါတယ်။ပေတရုကကောနီလီတို့မိသားစုကိုပြောင်းလဲစေတာမဟုတ်ပါဘူး။ပြောင်းလဲဖို့ရန်အတွက်လည်းမတက်နိုင်ပါဘူး။တရှင်သောဝိညာဉ်တော်ဆင်းသက်ခြင်းအပြင်သာသူတို့ဟာတကယ်ဖျားပေးတဲ့ ဝိညာဉ်ကိုရပြီးမှကဲတင်ချင်းကိုလည်းရရှိတယ်ဆိုတဲ့သက်သေကထင်ရှားသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့လူတယောက်ကိုကျွန်တော်တို့ပြောင်းလဲတယ်မပြောင်းလဲဘူးဆိုတာကို သိနိုင်မြင်နိုင်တဲ့ထင်ရှားတဲ့သက်သေလို့ပါတယ်။ကျန်းစာတွေတော့တင်နေပါရဲ့နှုတ်ကပတ်တော်တွေကြားနေပါရဲ့ပြောင်းလဲမှန်းမသိမပြောင်းလဲမှန်းမသိနဲ့ဒီလိုမျိုးသွားနေတာထက်စာရင် ပြောင်းလဲတဲ့လက္ခဏာသက်သေတွေမြင်ရရင်တော့နောက်ထပ်ဘာလို့ရမလဲဆိုတော့ အတွေးမျိုးလေးလည်းရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ယုံကြည်သူတွေနှုတ်ကပတ်တော်ကိုကြားတာနဲ့သူတို့ပြောင်းလဲပြီးပြောင်းလဲကြောင်းသက်စီလဲထင်ရှားနေမယ်ဆိုရင် အလွန်ဝမ်းသာစရာကောင်းပါတယ်။ကျွန်တော်တို့အမှုတော်လုပ်ငန်းတွေလုပ်တယ်၊သာသနာလုပ်ငန်းတွေလုပ်တယ်၊ယုံကြည်ခြင်းနဲ့တော့ဖယားစကားနာခံပြီးတော့နှုတ်ကပတ်တရားတွေကိုဟောပြောသက်သေခံတဲ့ဧဝံဂေလိတရားကိုလည်းဟောနေတယ်။ဝေကုံကြေးကြလဲခံတယ် ပင်ပန်းနေလဲခံခဲ့ပါတယ်။ဒါပေမဲ့တချို့လူတွေကပြောင်းလဲတယ်ဆိုရဲတက်တွေကို မတွေ့ရအောင်စိုက်ပျိုးလိုက်တဲ့အရာတွေက အပင်ပေါက်ပြီးအသီးမသီးတယ်လို့ခံစားရတာမျိုးတွေလည်းရှိပါတယ်။ဒီလိုဆိုရင် ကိုလုတ်တဲ့အလုပ်တွေကအချီးနှီးများဖြစ်သလားလို့တော့မှဒီလိုမျိုးတွေးစရာစဉ်းစားစရာတွေဖြစ်လာပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေရဲ့အသက်တာထဲမှာ ဟောပြောလိုက်တဲ့နှုတ်ကပတ်တရားကိုကြားပြီးယုံကြည်တဲ့သူတွေပေါ်လာဖို့ ယုံကြည်တယ်ဆိုတဲ့သက်တည်လဲထင်ရှားစွာတွေ့ရဖို့မျှော်လင့်ပါတယ်။ဒါကြောင့်မလို့နှုတ်ကပတ်တော်တရားကိုစာငတ်ပြီးပြောင်းလဲဖို့အစဉ်သင့်ဖြစ်တဲ့သူရိစီကိုနှုတ်ကပတ်တော်ဟောခွင့်ရဖို့ဆုတောင်းပါတယ်။ဒါရင်မကပြောင်းလဲခြင်းသက်တည်ကိုမျက်မြင်ကိုတွေ့တွေ့မြင်ရဖို့လဲဆုတောင်းပါတယ်။ဒါဆိုရင်တော့တပြိမရှာတပြားမရှိပီတိစာအာရှိဆိုသလိုကိုပြုစုပြောထောင်လိုက်တဲ့ယုံကြည်သူတွေကဝိညာဉ်ရေးရာမှာ တိုးတက်ကြီးထွားနေတာမြင်ရရင်လောကမှာကိုလုတ်ခဲ့တဲ့အလုပ်တွေဟာကျင်းနေစရာပါလားလို့ဒီလိုမျိုးကျွန်တော်ရဲ့အသက်တာမှာမှတ်ယူလို့ရမှာဖြစ်ပါတယ်။ဆရာဆရာမတွေကသူတို့သင်ပေးလိုက်တဲ့ကျောင်းသူကျောင်းသားတွေထူးချွန်ပြောင်မြောက်ပြီးတော့မှ နိုင်ငံအကျိုးသေးဖို့နေကြတဲ့သူတွေအဖြစ်မြင်တွေ့ရရင်ဝမ်းသာတယ်လို့ကျွန်တော်တို့လည်းပဲကျွန်တော်တို့ဟောပြောသက်သေခံသွန်သင်ပေးတဲ့သူတွေကဖះရနဲ့တွာလာပြီးဖះအုံပြုတဲ့သူတွေအဖြစ်မြင်ရရင် ျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေအတွက်ကျွန်တော်ကအချီနီမဖြစ်ဘူးဆိုတော့စိတ်မျိုးနဲ့ပီတိဖြစ်ရမှာအမှန်ပဲဖြစ်ပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျားကိုရုပ်ကိုယေရှုတင်တယ်။ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာနှုတ်ကပတ်တော်ကို ကြားပြီးတော့ပြောင်းလဲတဲ့သူတွေပေါ်ထွက်လာဖို့ပြောင်းလဲခြင်းသက်တွေကိုလည်းမြင်ရဖို့တရားဟောရာတကားတွေဖွင့်တဲ့အခါမှာလည်းတကယ်စာငတ်တဲ့သူတွေစီကိုပို့ဆောင်ပေးဖို့ဆုတောင်းပါတယ် ီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းအသက်တာမှလဲကြားရတဲ့နှုတ်ကပတ်တော်အတိုင်းလက်တွေ့အသက်ရှင်နိုင်သောသူများဖြစ်စေပါယုံကြည်ခြင်းနဲ့လက်တွေ့အသက်တာမှရှောက်လန်းတဲ့အခါမှာအသီးပွင့်နေသီးစေပါယေရှုတင်တဲ့ကိုရောလက်တော်မှာအံ့နံပါတယ်ကိုရောဘုံထင်ရှားတဲ့အသက်တာအသီးသီးဖြစ်လေခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းယေရှုခရစ်တော်နာမနဲ့ဆုတောင်း၍တနေ့တာကို အစာပြုပါ၏အာမင်